နှစ်ရှင်ဓမ္မင်းဒေါကိတွေ56နှစ်ပြည့်ဘူးနေเนาะဓမ္မင်း56เนาะအဲ56ဘူးနေမှာ6နှစ်ကြီးဘူး50เนาะအဲ56ပါကဲရန်စလို့ဓမ္မင်းဒေါကိတွေအတွက်ကိုခုခု ဘဒီဝိရှိပြရအောင်နော်ဘဒီဝိရှိဆိုရရှင်ကိတ်ပုံလေးနဲ့ပြောင်းနိုင်နေနဲ့ဆိုရမလား Happy birthday to you ဆိုရတော့အဲ့ဒါတွေကတကယ်တော့ဘုံဘုံတို့မြမရင်ကြည့်မှုမဟုတ်ပါဘူးအနောက်နိုင်ရင်ကြည့်မှုဝင်လာတာနော်မကောင်းဘူးဆိုတော့ကောင်းပါလေဝိနည်းမှာပျော်ရွှင်ပါစေပျော်ရွှင်ပွဲဝိနည်းဖြစ်ပါစေတဆူတောင်းတာတူတယ်တည့်ရစားတယ် ပြောရှင်ဘုရားဝိနည်းပြပါလေဝိနည်းမှာပြောရှင်ပါလေပြီးသွားရင်ဝိနည်းပြီးပြီးသွားဟိဟောပါတော့အဲ့တော့ခုခုဘုန်းတော်ဝိနည်းဆိုတော့မိမယ်ပတိဝိစ္စကကြတော့တေသာလည်းမဟုတ်ဘူးတနစ်စာလည်းမဟုတ်ဘူးဘဝတတကာလပါတော့တန်ត្រာသုံးတည်တိုင်အောင်ရရှိမယ်အဲဗတိဝိစ္စပေါ့နော်ဝိနည်းဆိုတော့ဆိုတော့မယ်အာလုံးမိခင်ကြီးနဲ့တက်ပေါ့နော်အာလုံးဒီမာတွေတာသမီတွေဆွေမျိုးတွေအာလုံးလိုက်ဆိုပါဝိနည်းဝေးရဲ့ ุตุเซอัตเตียจุชิบาซีนิยตังมาสิจันตาลุยาสันตาปิวาซีนิยตังมาปูจังมาลุยาสันตาปิวาซีวิบากุวาลมีตาอานายาตุจิวาซีพุทธมิสวาลาตนา ထားထားရသူဖြစ်ပါစေတက်ရှိကြပါဘိယံဘွားသာတနာပြုနိုင်ပါစေအလူရေဆက်နေတိုင်းဆက်နဲ့နဲ့မပွားသူဖြစ်ပါစေမရှိဆုံးညာဣဇကမကြားရသူဖြစ်ပါစေတက်ရှိကြပါစေချမ်းသာ လူရန်ဆန္ဒပြပါစေလူရန်ဆန္ဒပြပါစေခေအဲ့ဒါဘုရားရှင်ရဲ့မိုက်တော်ကိတွေ့တဲ့တည်းဆုတောင်းပါရဘုဘောပါဘုရားဒီမှာကိုတမိုင်းနဲ့မိခင်ကြီးနဲ့ညီမနဲ့တပည့်နဲ့တကယ်ချင်းတွေဆုတောင်းပါရဟုတ်တော့မလားကေဒီဘတ်ဒီဝစ်တယ်ခုနကတော့ဟာပီဘတ်ဒေးတူနေပါဆိုင်လေး နော်အဲ့လိုပြောတာအဲ့ဒါကိုပြောတာဒါဘုဘုန်းတို့ကပုတ္တလည်းမေတ္တာကြောင့်မွန်းနေရှင်တပိုင်းတော်ပြီးတွေ့ကိုစိတ်တွေကြံမှချမ်းသာပါစေလို့ဒီလိုလေးဆုပေးကြမေတ္တာပို့ပေးတာဖြစ်ပါလေကဲဒီတကကြတော့ဘုဘုန်းတို့တရားလေးတပုဘုနှစ်ချုပ်ပြီးတော့ဘုမဟုတ်ပြီမဲ9မိနစ်လောက်ပါပဲအများကြီးမဟုတ်ဘူးနော်အဲ့တော့ယေရှုရှင်ဖခင်ကြီးတို့လည်းပါယေရှုရှင်ပြည်ကြီးတို့လည်းပါတယ် မွေးနေ့ရှိတဲ့မိုင်းတုံကြီးတွေလည်းပါတယ်သားနဲ့တပည့်တွေလည်းပါတယ်အားလုံးပါပဲတရားလေးတပုံနှစ်ချုပ်ပြီးတော့ပြီးပါမယ်ဒီနေ့မွေးနေ့ရှိတဲ့မိုင်းတုံကြီးတွေရဲ့56ရက်မြေမွေးနေ့မှာဝမ်းမြောက်ပါရနုမောဒနာလို့ဒီလိုလေးပဲကောင်းစင်တက်ပြီးတော့တရားနာရအောင်ဦးစွာဘဒ္ဓမမွေးနေ့ပွဲကျင်းပလဲဆိုတာအဖေတို့အမေတို့ရဲ့ကုန်ကျစ်စုတွေကိုအောင်းမိတာလို့ဒီလိုပါပါလူလောကကြီးလည်းရောက်လာအဖေတို့အမေတို့ကစောင့်ရှောက်ကြရတာအသက်ရှင်ဝင်ရအောင် ဘဝယက်တည်နိုင်အောင်ဆောင်ရှောက်ခဲ့ကြတာဒီနေ့စပြီးတော့လူ့ဘဝကိုရောက်တဲ့နေ့အဖေနဲ့အမေကျေးဇူးကြောင့်လူ့ဘဝရောက်တဲ့နေ့လို့ဒီလိုအာယုံပြုပြီးတော့အော်ငါတို့ဖေတက်ရှိတကြရှိနေမယ်ဆိုလို့ရှိရင်မွေးနေ့မှာဆိုရင်တပည့်တွေမွေးနေ့တွေဆုတောင်းပြုပါပဲအဖေကိုလည်းခတော်ရအောင်ပါပဲအဖေစိတ်ချမ်းသာအောင်လည်းထားရအောင်ပါပဲအဖေကိုပြုစုအောင်ပါကရောပါကိုယ်တိုင်လည်းကရော အဖေကလည်းပဲမေတ္တာတွေပို့စုတွေပေးပြီးတော့ဒီလိုလုပ်ပါပဲအခုဖေမရှိတော့ဘူးဆိုတဲ့အခါကျတော့အဖေရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒလေးကိုတပီးဖြစ်တဲ့မွေးနေ့ရှင်ကုသိုလ်ရှင်ဓမ္မိတ်တော်ကုသိုလ်တော်ကင်းသွေးနဲ့ညီမနှစ်ယောက်တို့မိကြီးတွေကနေပြီးဖြစ်စီပေးရပါကဘာလဲဆိုရင်တခါကြီးဖြစ်စေခြင်းနာကနံပါတ်1မမရှိလို့လည်းနောက်ပိုင်းမှာတခါကြီးကိုဘုံမမြင်ဘူးပါဘူးတခါကြီးရဲ့ဖြစ်စေခြင်းနဲ့စန္ဒာလေးကိုဘုံပြပြတယ်နော် ်ဘုံဘုံပြောပြမယ်ဆိုတာကဒဂါကြီးပါဇက်ကပြောပြတာရှိချင်ရှိမယ်ရှိချင်ပါလည်းရှိမယ်သို့တော့ပြောစီဖြစ်စေမပြောစီဖြစ်သူ့ရဲ့ရင်တွင်းမှာဖြစ်ပေါ်နေတဲ့ပြောခြင်းတဲ့ဇာကမှားခြင်းတဲ့ဇာကဆိုတာလေနားတော်ကြည့်လိုက်နော်အေးတပည့်တို့တဲ့အဖေမရှိတော့တဲ့နောက်ပိုင်းမှာတဲ့နံပါတ်1တပည့်တို့မှာ အပေးရှိတယ်တမိုင်းတော်ဝင်ရှိတယ်ပြီးခင်ကြီးကိုအဖေးတွေရောအမေးတွေရောပို့ပြီးတော့စောင့်ရှောက်ပေးပါအဖေးတွေရောအမေးတွေရောပို့ပြီးတော့ကုသိုလ်ရောင်းလုပ်ပေးပါစိတ်ချမ်းသာအောင်ထားပေးပါကုသိုလ်ရောင်းထားပေးပါအဲ့ဒါတခါကြီးဖြစ်စဉ်ရဲ့ပထမဆန္ဒเนาะအဲ့ဒါပထမဆန္ဒ ။နောက်ဒုတိယဆန္ဒကတော့ဘာလဲဆိုရင်သာလသမီးတို့သမီးတွေပဲရှိတာတော့သမီးတို့ပေါ့သမီးတို့မိတို့အဖေတို့အဖို့တို့မပူနေတဲ့အဖေကကုတုကောင်းမှုတွေရှိတယ်။တချို့တချို့ရှင်းစကားတော့အဖေနဲ့အတူတူဟောဒီမီတာဆိုတာတို့ကုတုတွေပြုတ်ခဲ့ကြတာ။အဲ့ဒီပြီးထားတဲ့ကုသိုလ်တွေကအဖြစ်ရတွေဘဝတည်းမှာအခက်အခဲမရှိအောင်အနှောက်အယှက်မရှိအောင်လိုလိုလေးလေးမရှိအောင် အားလို့ကုသိုလ်ကနေပြီးတော့တန်ဖို့ပြီးမှကုညီပြီးမှစောင့်ရှောက်ပြီးမှတဲ့ဒါကြောင့်မို့အဖေအတွက်လည်းတော့မဆိုးရိမ်နဲ့ပပူနဲ့ဟောဒုတိယမာဇနာလေးနော်လာပြီးတတိယမာဇနာလေးကလည်းပါလို့ဆိုရင်ကေအဖေတို့မေတို့မိသားစုမှာမိသားစုကြီးကြီးမားမားရှိတာမဟုတ်ဘူးပြည်ကြီးမှာသမီးလေး၂ယောက်ရှိတာမိလေး၂ယောက်ရှိတာစုစုပေါင်းမှာ6ယောက်ပဲဟုတ်တော့လားနော်အဖေရဲ့အမေရဲ့သမီး၂ယောက်ရဲ့မိ၂ယောက်စုစုပေါင်းမှာ6ယောက်ပဲရှိတယ် ဒီ6ယောက်တော့မိသားစုဟာစီစီလုံးလုံးညင်ညွညွတိုင်တိုင်မင်းချစ်ချစ်ခင်ခင်နေပါအဲ့တော့တတိယမှာရင်လည်းအမှားသလားအဲ့တော့တခါကြီးပါဇက်ကပြောထွက်သည်ဖြစ်စေမပြောထွက်သည်ဖြစ်စေသိရတဲ့ဖြစ်ချင်ရှိတယ်ပါတယ်ညီမတယောက်လေးမတည့်ဘူးဆိုလို့ရှိရင်အပိစိစင်းရဲတယ်အပိစိစင်းရဲတယ် တားနဲ့သမီးတူနဲ့တူမှာစိတ်ဆင်းရဲတယ်ဒါကြောင့်မလို့ညီမနှစ်ယောက်ကချစ်ချစ်ကလေးရင်းရင်းနှီးနှီးနဲ့နေပါဒါလည်းသူပြောကြရမလို့ညီမနှစ်ယောက်ကနော်သူပြောကြရမလို့အဲ့တော့ဒီညီမနှစ်ယောက်ကအလုံးမတမချစ်ခင်ကြရတယ်ညီမလို့ပြောသလိုတငယ်ချင်းလည်းရဆုတိုင်းနဲ့ကောင်းတိုင်းနဲ့အတူတူလက်တွဲပြီးတော့ကျေးဇူးရှင်မိခင်ကြီးကိုစိတ်ချမ်းသာအောင်ထားပေးတာကုသရအောင်ထားပေးတာဒါညီမနှစ်ယောက်ရဲ့စီလုံးမှုညီညွတ်မှုပဲလူများတာကအရေးမကြီးဘူး လူနေမှာညီညွတ်တာကိုယ်ကရင်ချီတာပုံမတော်မိသားစုမှာအများကြီးပဲ၁၀ယောက်ရှိတဲ့ညီမတော်တွေမှာ၁၀ရာများတော့မတည့်ဘူးများတော့မတည့်ဘူးမတည့်တော့အဖေတို့မိတို့စိတ်ဆင်းရဲရအမေရဆိုကြပြိတ်လေးစန္ဒန်စန္ဒန်တဲ့ညီကိုကြီးရံပြစ်ပြီဆိုအခုလေးငါဟိုရတ်တတ်ပြီးတော့မှနင်တို့ညီကိုရံပြစ်ကြပါအေးအပိနဲ့မေးအဲ့ဒါအမေကတော့မိမသားဆိုတော့သူ့မှာအားကိုးစရာမြည့်ရည်ပဲရှိတာဟုတ် အဲ့တော့ငါတက်ပြီးမှရံဖြစ်ဆိုတော့ညီကိုညောက်ကရံဖြစ်တဲ့တိတ်သွားပြီပေါ့ဗျာအဲ့ဒီဒီမနဲ့ရောလည်းပဲအဲ့လိုပဲရံဖြစ်ရင်အဲ့လိုပဲအမေကပြောအဲ့တော့ပြောချင်တာကတော့အဖေတို့အမေတို့ဆိုတာညီကိုမောင်နှမညီမအချင်းချင်းမောင်နှမအချင်းချင်းညီကိုချင်းချင်းမတည့်တာဆိုရင်တို့ကရင်းထဲမှာမချိမဆက်ခံစားရတယ်မခေါ်မပြောဘူးဆိုလို့ရှိရင် အဲ့အဖေနဲ့အမေကစိတ်ဆင်းရဲဆုံးပဲဟာဆာဆာစာမောပေါင်းလေးအဲ့လိုလည်းမပြောပေါင်းရေးတရတပီးတွေကတယောက်နဲ့တယောက်မခေါ်မမခေါ်ကြတော့မပြောမမပြောကြတော့မတည့်မမတည့်ကြတော့ငါတို့စိတ်ကြည်တယ်ဟောဒီလိုဖြစ်လာအဲ့တော့ခုဒီမှာဓမ္မိုက်တော်ကတဲ့တော့ညီမနဲ့ပါတယ်။ဩညီမလို့ပြောသလိုတကယ်ချင်းလည်းဟုတ်တယ်တဲ့တယ်။နော်တဲ့လည်းတဲ့တယ်အမကြီးကလည်းပဲညီမလေးပုံမှာစောင့်ရှောက်တယ်ညီမလေးကလည်းပဲအမပြောတာကို လိုက်နာတယ်အခုအမေကိုစောင့်ရှောက်နေဘုရားဝန်တာလေဒီလိုအမေတွေအဖေတွေကိုစောင့်ရှောက်နေတယ်တပည့်တွေသားနေဆိုဘုရားကုန်လဲကုန်ပြီလေနော်လေးလေးလေးစားတယ်အားလည်းအကြတယ်ဘုမုန်းတို့ကဘုရားနဲ့ပြည့်ပြည့်ပြည့်ရှင်းကျင်ဘုမုန်းတို့ကလည်းလုံစောင့်ရှောက်မှုမရခဲ့ဘူးအမေဆိုတာဘုမုန်းတို့တုံးတန်းနေမှာဆုံးသွားတာဆိုတာအမေကငယ်ငယ်ကလေးရဲ့ဆုံးသွားတယ်အဖေတို့စောင့်ရှောက်ဝရဒီမှာပေါ်ပြီးတော့ဘုမုန်းစောင့်ရှောက်တယ်နောက်ဆက်ကောင်ကဆုံးသွားပါဘောနော်အဲ့တော့အဖေကတော့စောင့်ရှောက်ဝရတယ်အဖေကတော့ဂျင်းနဲ့လေ သတ္တပိယလည်းဆယ်ယောက်ရှိတယ်ဆယ်ယောက်ရှိရမှာဆရာကဘုရားဖွင့်ပြတဲ့တပါးပါတယ်တဏှာတရားကဘုံအိမ်အောင်တည်းတည်းပဲဆိုတော့လေအဘုန်းကြီးတပါးပဲရှိတယ်ဆိုတော့အဲဆိုတော့တို့ဝန်တာတာပေါ့အဖေဖြစ်ချင်တဲ့အကုန်လုံးလုပ်ပြီးတော့တယ်စိတ်ချမ်းသာစိတ်ချမ်းသာတော့ဘုံဘုံလည်းပဲပြီးရောတာပေါ့အဲတော့ကြာကြာမပြည့်စုံလိုက်ရဘူးတက်82နှစ်မှာဆုံးသွားတယ်နော်အဲ့ဒါအဲ့ဒါကျတော့ဘလို့ဘုံဘုံတို့ကအဖေမျိုးပြည့်စုံချင်တယ်ပေါ့ပြည့်စုံနိုင်တဲ့အနေထားရောက်နေပြီပြည့်စုံခွင့်မရတော့ဘူး ရှိတော့နေအောင်လို့ဒါကြောင့်မလို့ဒီမကြီးတော်ကတဲ့လူညီမနဲ့အောင်ကန့်ကောက်တယ်ယေရှုရှင်မိခင်ကြီးကိုစောင့်ရှောက်ပြရတယ်နော်ဒီမကြီးရဲ့ကိုအသက်ဘယ်လောက်ရရတော့ခေါင်းစဲကြောင်ကဲခုကျန်တဲ့ပုံမှာရှိရုံပဲနော်ဒါကန့်ကောက်ဆုံးပဲနော်ကဲမိနှစ်ယောက်ကလည်းပဲသားသားနဲ့သမီးကိုသမီးရဲ့ဒီမှာနော်အဲသားကြီးကဟိုဒီမှာဟမ်ခေးသွားခေးသွားတော့ဟုတ်ပြီနော်အဲ အဲ့ဒါကိုဘုန်းဘုန်းတို့ဒါကန်ကောင်းတယ်လုံးမလုံးမကန်ကောင်းတယ်ဘုန်းဘုန်းလည်းမတရားမကိုရီးယားပြားလာတာဟောကိုရီးယားတပတ်ကြားတယ်ဟိုကကိုရီးယားနိုင်ငံဖွင့်လို့ပြီဘုန်းဘုန်းတို့ conference တဲ့အဲ့ဒါဟောဘုန်းဘုန်းတို့ကတော့ဘာသာဘာသာရေးဆိုင်ရာပေါ့နော်အဲနိုင်ငံတကာဟိုဘာသာရေးခေါင်းဆောင်များတွေ့ဆုံခြင်းအဲဒီဘာသာရေးဆိုင်ရာနှိမ့်နှုတ်လည်းဝယ်ပေါ့ဗျာဘုန်းဘုန်းတက်ခဲ့တပတ်ကြားခဲ့တယ်ဟိုမှာတားအေးနေပြီဟိုမိုင်းတက်ပြောင်းနေပြီ ဒီမှာပူလို့အလုပ်ချင်တယ်။ကဲထားလိုက်ပါတော့အဲ့ဒါအဲ့တော့ဒီမိုင်းလုံးကြီးတွေတော့ညီမနဲ့ဟောမွန်တာအကုန်ပြုတယ်ဝတ်တာလေအကြံလေဆိုတာဒါကိုပြောပြတာဖြစ်ပါတယ်ကျေးဇူးရှင်မိခင်ကြီးကိုအခုလိုကိုတို့ရအောင်ဆောက်ရှောက်ပေးနေတာဟာအမေကျေးဇူးအဖေကျေးဇူးအကောင်းဆုံးကောင်းဆုံးကျေးဇူးဆက်နေတာပါဒါကြောင့်ဘုရားကြီးကဖြစ်စေခြင်းနဲ့စန္ဒနံပါတ်1ဆိုတဲ့နှုန်းကပြောသွားပြီး အသိပူဇာအမိကိုပို့ပြီးတော့စောင့်ရှောက်ပြီပါကုသိုလ်ရအောင်ထားပြီးပါစိတ်ချမ်းသာအောင်ထားပြီးပါအတချက်နံပါတ်1ကတော့အဖေတွေမပူနဲ့အဖေကုသိုလ်တွေရှိတယ်အဖေတွေအာလို့ပြည့်ပြည့်စုံစုံကုသိုလ်ကနေပြီးတော့အဖေမှာလူတွေသိမရှိအောင်ကုညီပေးတယ်စောင့်ရှောက်ပေးတယ်ဟော နောက်နံပါတ်3ရတဲ့တော့ညီမချင်းချင်းပို့ပြီးတော့ချစ်ခင်ပါပို့ပြီးတော့စီလုံးပါဒီလိုပြောတာနော်ဒါအထူးပြောစရာမလိုဘူးဒါသူဖြစ်ချင်တဲ့ဆန္ဒတွေပြည့်နေနောက်ဆုံးတစ်ချက်ကတော့တမီးတို့တဲ့မီးတို့လောကကြီးမှာလူ့ဘဝဆိုတာခဏပါပဲအချိန်တန်ရင်ကိုလန်းကိုရှောက်ပြရမှာပဲဘလောက်ပဲချစ်ပါလေပြောပြောတဲ့တယောက်တစ်ပဲဖွင့်ပေါ်ရမှာပဲတတကယ်ကြီးတက်တည်ပြတာပဲ ဟောတော့မလားတခါကြီးဟောဒီမိသားစုနဲ့ဘယ်ခွဲကြမှာလို့ဘုဘုဒုမိုက်တို့မိသားစုကလည်းဒီတခါကြီးနဲ့ဘယ်ခွဲကြမှာလို့တိုးတော့လည်းမခွဲကျင်တော့လည်းပဲအချိန်ကျပြီဆိုတော့တယောက်တည်းမဆိုးသေးတော့တန္တရာလမ်းကြီးကိုတယောက်တည်းရှောက်ရပါပဲအဲ့လိုရှောက်တဲ့အခါမှာဘာမှယူမသွားနိုင်ဘူးတခါကြီးကတက်နေကြရင်ကိုဝတ်တဲ့အိမ်ကြီးကိုစားဆိုင်မပါတော့ဘူး ရှာလာတဲ့ပစ္စည်းဥစ္စာစိတ်ယူရတာဗာစိတ်တွေမှာပါဗာရာလို့မှာပါဗာအာနာမှာပါပါတော့တာကုလိုပဲပါတော့တယ်တခုပဲပါတော့တယ်သူကနော်အဲ့ကြောင့်တရားကြီးကပြောနေပြီဒါတပည့်တော်တဲ့လူကရာကကလေးမှာကုတူရအောင်နေကြ တယ်အဲ့ဒါလေယူသွားနိုင်တာကုသိုလ်ပဲတကယ်ကူညီပေးနိုင်တာကလည်းကုသိုလ်ပဲလို့မှားခြင်းနဲ့အပါစံကဒီနေ့ဖြည့်စစ်ပေးနေတာပါဗျာနောက်တစ်ပိုင်းတော့ပဲအဘိအွယ်လည်းပဲကိုအဘိဂျေစုဆက်တာကိုမွေးနေပဲစောကတာဆိုရတဲ့အဘိဂျေစုကိုဆက်နေတာအဘိဂျေစုကိုဆက်နေတာအဘိကုသိုလ်ရကုသိုလ်ပြုရယခုလိုတရားနာကိုရစီမံပေးတာလေ တော့ဟုတ်တော့မလားအဲ့ဒါလေအဖေကြီးဆိုအဖေကြီးဆိုဆက်ပေးနေတာလို့ဒီလိုသဘောပေါက်ပြောဒီနေ့ဘုနေရှင်ကုသိုလ်ရှင်တဝါကြီးတော့ကိလေသာတွေကအာလို့တော့မိသားစုများမွေးနေမွေးရဲ့ဝေးမွေးနေဤချီဤနေဤချီကမှစရည်ဘုံချင်းတက်ရှင်ကျမ်းမှချမ်းသာကောင်းကျိုးတွင်ဆန္ဒပါဒမြပြုဝကြလည်းရဲ့ကုသိုလ်ပြုနိုင်သာသနာပြုနိုင်မိဘကျေးဇူးကိုဝေးဝေးအထူးဆက်နိုင်တော့သူတော်ကောင်းတို့ပြန်များဖြစ်ကြပါစေကုန်တည်း